ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါတရရပဲစီ ကနော်ရီထိုင်းသတင်းဌာနရဲ့ဇွန်လ30ရက်တနင်္လာနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့မှာတော့စက်ကောင်စီလက်နက်ကြီးထိမှန်ပြီးအသက်60အရွယ်မိုးပြဲဒေတာခန့်အမျိုးသမီးတဦးတေဆုံးခဲ့တဲ့သတင်း။လိုက်ကောမြို့တွင်းမှာမြင်းမြုံမိုင်းကြောင့်အရက်သားထိခိုက်မှုတွေရှိနေတဲ့ဖြစ်စေ။ကရီနီလူမှုသိပ္ပံကောလိပ်ကျောင်းကနေအသက်မွေးဝမ်းကျောင်းတင်နန်းဆင်ပွဲနဲ့ထုတ်ကုန်ပြပွဲကိုပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ဒီရက်တဲ့တပတ်အတွင်း green ပါဝင် data တချို့မှာ မိုးထထိုးရွာနိုင်တဲ့အခြေအနေတွေကိုကြည့်ရှုနားဆင်ကြရပါမယ်ရှင်။စက်ကောင်စီရဲ့မိုးပြည့်အချင်းဆိုင်ခမာရလင်းလင်းနဲ့တက်ကနေပြစ်ခတ်လာတဲ့လက်နေကြီးထိမှန်မှုကြောင့်အသက်60ရွယ်မိုးပြည့်ဒေသခံအမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။မနေ့ကညနေ3:00နာရီဝန်းကျင်အချိန်မှာလက်နေကြီးနှလုံးပြစ်ခတ်လာတာဖြစ်ပြီးမိုးပြည့်မျိုးပေါ်ကမျိုးမရက်ကွက်မှာရှိတဲ့နေအိမ်ကိုပြန်ကြည့်တဲ့အမျိုးသမီးတဦးလက်နေစထိမှန်ခဲ့တာပါ။လက်နေကြီးစားကအဲ့ဒီအမျိုးသမီးရဲ့ဘယ်ဖက်ခါအောင် ဘယ်လှည့်တွေကိုထိမှန်ခဲ့ပြီးဆေးရုံကိုအချိန်မီပို့ဆောင်ဖို့ကြိုးစားခဲ့ပေမဲ့လန်ခုလမှတည်တည်ဆုံခဲ့ရတာဖြစ်ပါတယ်။မိုးပြင်းမြို့နယ်အနီးအနားမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတာကာလကြာမြင့်နေပါပြီ။နေ့စဉ်ရဆက်မိုးပြင်းအနီးဝန်းကျင်ကိုစစ်ကောင်စီကလက်နေကြီးပစ်ခတ်မှုတွေရှိနေပါတယ်။လက်နေကြီးထိမှန်တည်ဆုံသွားတဲ့အမျိုးသမီးကိုလည်းစစ်ကောင်စီလက်နေကြီးထက်မှန်ပစ်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက်တိုင်းချိုင်းမှာမမြုံနှံတော့ပဲ စက်ကောင်စီအနီးနားမှာသာမြေမြုပ်တချို့ပေးခဲ့တယ်လို့သိရပါတယ်ရှင်။စက်ကောင်စီထိန်းချုပ်ထားတဲ့လွိုင်ကော်မြို့တွင်အရင်တိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့ရက်ွက်တွေမှာမြေမြုပ်မိုင်းပောက်ပွဲမှုတွေမကြာခဏဖြစ်ပွားနေပြီးနေအိမ်ပြင်ကြီးတဲ့အရက်သားတွေထိခိုက်မှုရှိနေပါတယ်။စက်ကောင်စီကနေအိမ်ကိုပြန်လည်ချီရှုခွေးပြုထားတဲ့ရက်ွက်တွေဖြစ်တဲ့မင်းစုဒေါ်ခု၊နောင်ရ၊နနက်တော်ဝန်ထမ်းအိမ်ယာနဲ့အစိုးရရုံအဆောက်အအုံဤတွေမှာမြေမြုပ်မိုင်းနေမိကြတယ်လို့ ေသခံမြို့သားတဦးကပြောပါရယ်မိုင်းကြောက်ထိခိုက်မိသူတွေဟာမူနှုတ်သူအသေးရွက်ခူးသူနေအိမ်ဖောက်ထွေးသူတွေနေအိမ်ကိုပြန်လဲကြီးစုသူတွေနဲ့အိမ်ရှိကိုစားတွားရောက်ကြီးစုပေးသူတွေအများဆုံးဖြစ်နေပါရယ်မိုင်းကြောက်ထိခိုက်မိတဲ့ပြည်သူတွေဟာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကအမိစည်းတွေကောက်ယူထားတာရှိတယ်လို့အမိမဖော်လို့တဲ့ဝန်ထမ်းတဦးကပြောပြပါရယ်လက်ရှိမှာတော့စစ်ကောင်စီကရွှေတောင်၊နောင်ရ၊မိုင်လုံ၊မင်းစု ဈေးပိုင်း၊ရှမ်းပိုင်းစတဲ့ရက်ွက်တွေမှာပြန်လည်နေထိုင်ခွင့်ပြုထားတာပါ။ဇွန်လတလအတွင်းမိုင်းကျောက်ထိခိုက်မိတဲ့အရက်သားပြည်သူ9ဦးထက်မနည်းရှိတယ်လို့ဒေတာခန်းကပြောပါရယ်။ကရီနီလူမှုသိပ္ပံကြောင်းကနေတင် जा ပို့ချပေးနေတဲ့လေးလာကြအသက်မွေးဝမ်းကြောင်းတင်နန်းစေပွဲနဲ့ထုတ်ကုန်ပြပွဲကိုပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မနေ့ပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အသက်မွေးဝမ်းကြောင်းတင်နန်းကိုပြုလုပ်လာတာအခုဆိုရင်အပတ်စဉ်5ရက်ထိဖွင့်လှစ်ပြီးစီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ တင်နှံအတွင်းမှာကျောင်းသူကျောင်းသားတွေရက်လောက်ထားတဲ့ရိုးရာထည်တွေထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေကိုလည်းရောင်းချတာရှိသလို ထုတ်ဖော်ပြသတဲ့အစီအစဉ်ကိုလည်းပြုလုပ်ခဲ့တာပါအဲ့ဒီတင်နှံကို ပြီးခဲ့တဲ့မတ်လကနေစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးရက်ကန်းတင်နှံစက်ချုပ်တင်နှံစက်ပြေဆိုင်ကယ်ပြေတင်နှံအခြေခံချက်ပြုတ်ရေးအပြင်တခြားသောဘ ഹു တုတပညာရပ်တွေကိုလည်းတင် जा ပေးခဲ့ပါတယ်။အဲ့ဒီအပတ်စဉ်ဟာတင်နန်းကိုတော့ចောင်းသူចောင်းသား28ဦးတက်ရောက်ပြီးစီးခဲ့တယ်လို့သိရပါတယ်ရှင်။ ဂရင်းနီပါဝေမြန်မာနိုင်ငံတဝမ်းလုံးကဒေတာတချို့မှာဒီကနေ့ဇွန်လ30ရက်နေ့ကနေလာမယ့်ဇွန်လ6ရက်နေ့အထိရက်သက်တပတ်အတွင်းမိုးထချုံရွာသွန်းနိုင်ပြီးတဝဘေးအန္တရာယ်တွေကိုသတိထားဖို့လိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထုတ်ပြန်ပါတယ်။ရက်သက်တပတ်အတွင်းမိုးအခြေအနေမှာတော့ဂရင်းနီပါဝေနေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ် ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မြို့ပြည်နယ်တွေမှာနေရာထိချုံမိုးရွာသွန်းမှာဖြစ်တယ်လို့ဆိုပါရယ်။ဒါတွေပြင်နေပြီးတော့စကိုင်းတိုင်းအထက်ပိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။မိုးထိချိုးရွာသွန်းမှုနဲ့တူလေပြေးတိုက်ခိုက်တာ နေရာကွက်ပြီးမိုးကြီးတာမိုးချိုပြစ်တာမိုးသီးကျွေတာလက်တပြတ်ရေကြီးတာကပန်းပြိုတာနဲ့မြေပြိုတာစတဲ့သဘောဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်တဲ့အတွက်တတိထားဖို့လိုတယ်လို့ NUG ကတိုက်တွန်းထားပါတယ်ရှင်။ကနရိတ်ထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးစစ်ဘေးပါဝင် ကပ်ဘေးအမျိုးမျိုးနဲ့ကင်းဝေးကြပါစေရှင်။ကျမမော်လေးများပါ။